ုသိုလ်တရားတွေဟာတိလရှိမှပြည့်စုံတယ်လို့ဆိုတယ်။တိလရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာကတန်မိုးရှိတဲ့ကုသိုလ်တွေရှိတယ်။ဖြစ်နိုင်တယ်။အဲတော့ကာယကံဝစီကံနဲ့ပတ်သက်ပြီးတော့စိကံကျက်ထားတာသမာဒါနတိလလို့ခေါ်တယ်။နောက်တစ်ခုကဥပဒါရဏလူတွေရဲ့ဂုံတိတ်ခါလေးအလုံးဟာ ကိုကျင်တရားပေါ်မှာတည်ရှိတယ်ကိုကျင်တရားပြည့်ပြားသွားပြီဆိုရင်အလုံးယူကြပြည့်စုံအဗဓမ္မအဖို့တန်တဲ့ရှင်သေးစီသည်သင်္ကေရွှေခွက်မှသာတည်တယ်လို့ဟောပါဠိစာပေအားလာတဲ့မြန်မာစကားပေါ့ရှင်သေးစီသည်သင်္ကေရွှေခွက်မှသာတည်တယ်လို့ဆိုတဲ့စကားကုသိုလ်ကောင်းမှုအဗဓမ္မတန်မှုရှိတဲ့ကုသိုလ်တရားတွေဟာ သီလရှိမှသာတည်ထက်နိုင်တယ်သီလမရှိရင်ကုံယိုကြပျက်စီးသွားနိုင်တယ်လို့ဆိုအဲ့တော့လူတွေမှာအဖို့တန်တဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်တရားတွေဆိုတာသီလနဲ့မှထိန်းထားလို့ရတယ်လို့သူပြောတယ်သီလရှိနေသမျှကုသိုလ်ကောင်းမှုတွေကိုလှုပ်ထားတာတွေဟာတည်ရှိနေနိုင်မယ်တန်ဖိုးရှိရှိကုသိုလ်လောကလူတွေကထင်နေမှာအလူကြီးလူလိုက်လို့ရှိရင် ီကုသိုလ်တွေရသွားပြီမလုံလိုက်ပဲဆိုရသွားဟုတ်ပြီကိုချင်းတီလာရှိမှအဲ့ဒါတွေကခိုင်မာတယ်လို့ဆိုကိုချင်းမတီလာမရှိလို့ရှိရင်ယိုကြပျက်စီးသွားတယ်ကိုချင်းတီလာအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မို့တီလာဆိုတဲ့စကလုံးရဲ့အထိပ္ပယ်ကသမာဒါနကာယကံမှုဝစီကံမှုကို ရင်ကြီးကြီးလေးလေးမှမှဖြစ်အောင်ပြုပြင်ထိန်ထိန်ထားခြင်းနဲ့ဥပဒါရဏကုသိုလ်တရားတွေကိုဆောင်ကျင်းထားခြင်းလို့ဆိုတဲ့အဓိပ္ပာယ်နဲ့တီလာရဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာဖြစ်တယ်။တီလာဟာစီကံတစ်ခုပဲ။အဲ့ဒီစီကံတိုင်းမချိုးဖောက်ဖို့ကိုကလိုက်နာကျင့်သုံးတယ်ပေါ့။အဲ့လိုလိုက်နာကျင့်သုံးတဲ့တီလာဟာသူကိုဆောက်တည်လိုက်တဲ့အချိန်ကနေစပြီး ဒီလိုသီလကုသနာမှာခိုင်မြဲဖို့အတွက်အရေးကြီးတဲ့အကြောင်းနှစ်ခုရှိတယ်။အဲ့ဒီအကြောင်းတရားနှစ်မျိုးဟာသီလကိုခိုင်မြဲစေတယ်။ဘာလဲဆိုရင်ဟိရိနဲ့ဩတပ္ပ။ဟိရိဆိုတာကိုယ်တိခါကိုကိုထိန်တာဩတပ္ပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာ။ဟုတ်လား။ဟိရိဆိုတာကိုယ်တိခါကိုထိန်။ကိုယ့်ကိုယ်တိခါရှိတဲ့ပုဂ္ဂိုလ်ဖြစ် ကိုယ်ခုကိုထိတ်ငါလိုလူကဒါမျိုးမလုပ်ဘူးနော်ငါလိုလူကဒါမျိုးမလုပ်ဘူးဆိုပြီးကိုယ်တိတ်ခါကိုထိတ်နာဟိရိပတ္တပဆိုတာကိုမိပါကိုဆရာသမားကိုပဝန်းကျင်နော်အဲ့ဒီလိုပဝန်းကျင်ကိုလေးစားတာဥတ္တပအဲ့ဒီဟိရိနဲ့ဥတ္တပသည်လူတော်လူကောင်းဖြစ်ခြင်းအကြောင်းဖြစ်ဟာဘု ခိရိဝတ္တပရှိမှသီလဆိုတာဖြစ်လဲဖြစ်နိုင်တယ်။တည်လဲတည်ထားနိုင်တယ်လို့ပြောတယ်။ဒါကြောင့်မို့ကိုကျင့်သီလဆိုတာရှိဖို့အတွက်နော်ခိရိဝတ္တပရှိရမယ်။ဟောခိရိဝတ္တပမရှိတဲ့ပုဂ္ဂိုလ်တရားဟာဘယ်တော့မှကိုကျင့်သီလပြည့်စုံတယ်လို့မရှိဘူး။အဲ့တော့ကိုကျင့်တရားပြည့်စုံဖို့အတွက်ကိုယ့်ကိုယ်အရှက်ကြောက်လို့ခေါ်ရမောနော်အရှက်ကြောက်ဆိုတာ မကောင်းတဲ့အလုပ်တွေကိုလောကမှာဆက်တယ်မကောင်းတဲ့အကြောင်းအလုပ်တွေလောကမှာကြောက်ရွံ့တယ်အဲ့ဒီအဆက်အကြောင်းနှစ်ခုခြေပြုတ်ပြီးတော့မကောင်းမှုအကုသို့ကရှောင်ခြင်းဟာဟိရိဥဒ္ဒပပဲဖြစ်တယ်အဲ့ဒီဟိရိဥဒ္ဒပပြပြသွားပြီဆိုရင်လူတွေကလူတယောက်ပင်ဖြစ်သွားတယ်တိရစ္ဆာန်နဲ့လားတန်တူသွားတယ်ပေါ့တို့ဆိုတယ်နော်လူတွေရဲ့ဂုံတိတ်ခါကို ဘယ်သဘာဝတရားတွေကထိမ့်ပေးနေတယ်လဲဆိုဟိရုတ္တပါထိမ့်။ဒါကြောင့်ဟိရုတ္တပါကိုလောကပါဠိတရားလို့လည်းခေါ်တယ်။